MSP တော်ရဲလေးစငါမင်းလောက်ကကျွန်တော်ပေါမို့စားလိုက်တယ်ပေါမို့နဲ့မတည့်ဘူးမဟုတ်ဖို့ဆော်တာလားဘေကင်းဆော်တာကျွန်တော်အဲ့ဒါပါတာမှန်တယ်ညအခုလုံးမတည့်ဘူးအီချာကိုရေပေါမို့ကိမို့အဲ့ဒါပါတာမှန်တယ်မတည့်ကျွန်တော်လူလူကတော့ဒူးဆက်မဲ့တင်တယ်နော်အဲ့ဆော်တာနဲ့မတည့်တဲ့လူဆိုတာတော်တော်များများပဇွန်တို့အဲ့ကူဟုံးနဲ့မတည့်တဲ့လူပေါ်ရင်ပေါ် ှိပြေးတဲ့လျှို့ဝဲယရနာ more and more မှာရှာဖွေပါ basic တော့မော်လေးကလေဒါလက်ကျရှိတတ်တယ်လို့သိရအဲ့ဒါလေးဒါမျှဝေးပေါ့တချို့ကြတယ်ဒါမော်လေးတချို့ကခြည်တယ်လို့ထင်ကြပေါ့ထင်ကြကောင်းထင်ကြကောင်းဟုတ်တယ်ထင်ပါပေါ့ကျွန်တော်တစ်ခါမှအဲ့လိုအင်တာဗျူးကကျွန်တော်မျက်မှန်တစ်ခါမှမတက်ဘူးဒါကျွန်တော်ရုပ်ကမလနေလို့တက်ထားအဲ့လိုလဲဆိုကျွန်တော်လွန်ခဲ့တဲ့45မိနစ်လောက်ကကျွန်တော်ပေါမို့စားလိုက်တယ်ပေါမို့နဲ့မတည့်ဘူး ောင်းနဲ့မတည့်ဘူးဆိုတာစားပြစ်လိုက်တာလည်းကျွန်တော်မနေ့ကဆက်လက်မိုင်းပြီးတယ်ဗောနော်ဆက်လက်မိုင်းပြီးတော့မအောင်ထမင်းစားချင်မရတော့မုံလေးအလိုလိုကောက်သွားလိုက်တာ။အော်မဖြစ်တော့ပါဘူးဆိုတော့စားလိုက်တာမထင်မှတ်ဘဲနဲ့ထဖြစ်သွားတာ။ဖြစ်သွားတော့ကျွန်တော်မီဒီယာဘွဲမှာလည်းနောက်ကျတယ်။အဲ့ဒီအတွက်အာမီဒီယာသမားတွေအားလုံးလည်းတောင်းပန်ပါတယ်။နောက်ကိုကျွန်တော်လွတ်လွတ်ရင်မုံမစားပြအောင်ဆင်ကျင်ပါမယ်လို့မတည့်တယ်ဗော။အဲ့တော့ပါမို့အလက်ဂျီဖြစ်တာဘယ်လိုလေးဘော်လေးမှာပါအလက်ဂျီဖြစ်တတ်တာလေအာကျွန်တော်မော့ဖို့ဆိုတာလားဘေကင်းဆိုတာကျွန်တော်အဲ့ဒါပါတာမှန်တယ်များအကလုံးမတည့်ဘူး အကြကိုရေပေါင်မို့ကိမ့်မို့အဲ့ဒါပါလာမန်တရားမတည့်အဲ့ဒါစားလို့လုံးဝမရဘူးမရတခြားမုံတွေပေါ့အဲ့ဒါမပါတဲ့အဲ့ဆော်တာမပါတဲ့မုံတွေအကုန်လုံးစားပါတယ်အဲ့မုံအဲ့မုံတွေလည်းစားတယ်ဒါပေမဲ့လည်းမတည့်လို့မစားတာဒါပေမဲ့တချို့နည်းနည်းလေးပါလာကြတော့နည်းနည်းလေးပဲရတာပေါ့အခုကတော်တော်ပါတယ်ရှင်တော်တော်ရတယ်အဲ့ဒါဘယ်ရင်မှစပြရကိုအဲ့ဒါအဲ့ဒါကတက္ကသိုလ်ဖက်စီယာမှာဖက်စီယာဘာနဲ့မတည့်တာများကျွန်တော်မသိဘူး၃လနှစ်လောက်ဘာလို့ရတာလဲမထင်မှန်းနဲ့စားလိုက်ပြန် ပဇွန်နဲ့မတည့်တာလားနောက်ပြီးတော့အဲကိုဟောရီနဲ့မတည့်တာလားစဉ်းစားတာပေါ့ဒါမှမဟုတ်ပဝင်းကျင်ရဲ့အနတ်သက်ဆိုးကြောင့်မတည့်အမျိုးမျိုးရှိကြတယ်လေကျွန်တော်တို့မတည့်တာစဉ်းစားတယ်ကျွန်တော်ဇက်ကပြီးတော့နည်းနည်းလောက်နေမှာကျွန်တော်ဒီပေါင်မို့အဖြစ်သက်တွေ့တယ်အဲကြောင့်မပေါင်မို့ဖြတ်လိုက်တော့အဆင်ပြေပါတယ်ခါကြမ်းမကပ်ဘူးလားပေါ့နော်နေရတိတ်တိတ်ရဟုတ်ခက်တာပေါ့မစားအောင်လေကြိုက်ရတယ်ပေါင်မုန်းလို့ပါလို့ဆိုရင်စားကျင်တာပဲဒါမစားအောင်ဟုတ် ခါကြလို့ဟိုမတိပဲနဲ့လေစားလိုက်ပြီးကိုခရက်ထားမတိမှာပဲနဲ့ဒီနေ့လိုမျိုးပေါ့နော်ရှိလားကျုံရှိတာပေါ့လားအဲ့ဒါလေးပြောရှိတယ်ဆိုဒီလိုမျိုးကိုကြီးကိုဆမ်းမင်းစားတယ်မှာကနှစ်ပါးကနေနှစ်ပါးမကင်ရင်ကျွန်တော်ကမိုးလင်းပိုင်းဆိုဘိုက်စားတော့ပုံပုံစားလိုက်စားပြီးတော့ကလည်းကတော့ရတယ်အာကိုကြီးမရတော့ကျွန်တော်အလက်ချက်စဖြစ်လာပြီဆိုမင်းသားကောင်းကောင်းနဲ့ချွတ်နောက်အောင်ချိုးပြီးတော့အဲလူလိမ့်အေးရတယ်မှာခံပေါ့နော်အလက်ချစ်ဖြစ်တော့အမနဲ့လင်းပြည့်ကျင်တော့ကျွန်တော်ကတနာရီလောက်ပဲခံတယ်တနာရီလောက်ခံပြီးအားလုံးလူခေါင်းပဲမသိကိုကြီးကိုဆမ်းမင်းကတော့ထင်ပါပဲလို့ ငါ့ကိုအိတ်ချင်လို့ဒီကောင်လှုပ်ကြံပြီးတော့သွားအိတ်တယ်လို့ထင်တယ်တကယ်တော့မဟုတ်ဘူးကျွန်တော်ရဲ့ယောဂါကိုတနိုင်လောက်ဖြစ်ပြီးအားလုံးလူကောင်းတယ်ကျွန်တော်ခဏနေဒါအခုတော့တိတ်မကောင်းသေးဘူးနောက်ဟုတ်တယ်45မိနစ်လောက်ဆိုရင်တော့ကျွန်တော်ကောင်းသွားတယ်ဘယ်လိုလဲဆိုကျွန်တော်ခဏကပေါင်မုံနေလို့ပဲအေးဆော်တာထဲလိုက်တော့ပွာလာတာကျွန်တော်ခဏကလည်းအဲ့ဒါထဲလိုက်ပွာလာတာထင်တယ်ကြီးရကျွန်တော်လည်းလူကတော့ဒူးဆက်မဲ့ထင်တယ်နော်အေးဆော်တာနဲ့မတည့်တဲ့လူဆိုတာတော်တော်များများပဇွန်တို့အေကူဟောင်းနဲ့မတည့်တဲ့လူအဲ့ဒါကြောင့်မလို့ရှိပါတယ်လို့ယုံကြပါလို့ပြောချင်ပါတယ် ရိသတ်တွေချစ်တဲ့သူတွေကအဲ့လိုမုန်နေကြအဲ့လိုညင်းရတာဗျာဒါကြောင့်မလို့ကျွန်တော်တခါလေးပြောလိုက်ပါမယ်ကျွန်တော်ကဆော်တာပါတာမှန်တယ်မတည့်ပါဘူးတခြားယူလာကြပါကိတ်မုန်နေရောကိတ်မုန်နေလည်းမတည့်ဘူးဘတ်တီကိစ္စကလေးအဲခရင်လေးပဲစားတာပေါ့အဲဟလာโอเคเนาะအဲ့ဆိုဖန်နေကိုပြောရအောင်เนาะအဲ့လိုမျိုးဟာအဲ့လိုကိတ်မုန်ဆိုရင်တော့ခရင်လေးပဲစားမယ်ဆိုတော့နည်းနည်းပြောပြီးပေါ့အဲကျွန်တော်ကိုကိတ်မုန်ကြီးခွန်ရင်ခရင်လေးပဲခွန်ပါမြန်မာစတာပဲစား